အရင်ကတခါမှအယုံအကြည်မရှိဘူးဖေယအခုဖုံဖုံပြောမှယုံရတော့မလို့နားမလည်နိုင်လို့ပါဖေယအဲ့ဒါတွေကို လုံးဝမယုံတာပါတဲ့ဒီမန်လေးကဆုံးပြူစားခံရတဲ့အကြောင်းနဲ့ပတ်သက်ပြီးဥစဉ်ဖြေထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်လောကမှာစန့်ကျင်ဘက်အရာဆိုတာ ရှိသမြဲပဲအလင်းရှိရင်အမှောင်ရှိတယ်လို့အကောင်းရှိရင်အဆိုးလည်းရှိတယ် အဲ့ဒီလို အကောင်းရှိရင်အဆိုးလည်းရှိတာဖြစ်တဲ့အတွက်လူတွေကိုကောင်းကျိုးပေးတဲ့အတတ်ပညာတွေလည်းရှိတယ်လို့လူတွေကိုဆိုးကျိုးပေးတဲ့အတတ်ပညာတွေလည်းရှိတယ်ဒီဆုံးကဝေမော်အောက်လန်းစတဲ့မကောင်းသောအတတ်ပညာတွေဟာဖျားမပွင့်ခင်ကလေးကရှိတယ်ဘယ်လိုကြောင့်ဖျားမပွင့်ခင်ကလေးကရှိတယ်လို့ပြောရတာလဲဆိုရင်ဖျားမပွင့်ခင်ကလေးကဝေဒ၅ချမ်းဆိုတာရှိပါတယ် ဝေဒ၅ချမ်းကဘာတွေလဲဆိုရင်၁ဣရုဝေဒ၂ယဇုဝေဒ၃ပါမဝေဒ၄အာထပနဝေဒ၅ဣတိဟာတဝေဒတို့ပဲဖြစ်ပါတယ်အဆိုပါဝေဒ၅ချမ်းထဲမှာအာထပနဝေဒချမ်းဆိုတာပါပါတယ်အဲ့ဒီအာထပနဝေဒချမ်းထဲမှာလူတွေကိုဒုက္ခပေးတဲ့ ဆုံးကဝေမောအောက်လန့်စသည်မကောင်းတဲ့အတတ်ပညာတွေပါပါတယ်အဲ့ဒီလိုမကောင်းတဲ့အတတ်ပညာတွေပါတာကြောင့်ဒီမကောင်းတဲ့အတတ်ပညာတွေဟာမကောင်းတဲ့လူတွေစီကိုရောက်သွားမယ်ဆိုရင်လူကောင်းတွေဒုက္ခဖြစ်တော့မှာပဲဆိုတဲ့စိုးရိမ်စိတ်နဲ့အာထပနာယသိတွေကဖြောက်ဖျက်ဖြစ်ပါတယ်သို့တော်လည်းပဲကုံစင်အောင်မဖြောက်ဖျက်ဖြစ်နိုင်တဲ့အတွက်ကျွင်းကြံရစ်တာတွေကပွားပြီးတော့ ယနေ့တိုင်လူတွေကိုဒုက္ခပေးနေတာဖြစ်ပါတယ်။ဒါကြောင့်ဆုံးကဝေမော်အောက်လန့်စတာတွေဟာရှိသေးတယ်ဆိုတာကိုသိထားရမှာဖြစ်ပါတယ်။နော်။